ဒုတိယကမ္ဘာစစ်ရဲ့တစိတက်မတော်ဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်စစ်တပ်မှအလွန်ထူးခြားတဲ့တပ်ဖွဲ့တစ်ခုရှိခဲ့ပါတယ်။အဲဒါကတော့ 23rd Headquarter Special Troops လို့ခေါ်တဲ့တစိတက်မတော်ပါပဲ။အဲဒီဖွဲ့ကို1944ခုနှစ်မှာတည်ထောင်ခဲ့ရပါတတားဥယျာဉ်မှာလူအနှဲငယ်သာရှိပြီးတော့ပကြီးဆရာများဒီဇိုင်နာများအသံအင်ဂျင်နီယာများနဲ့တရုတ်ဆောင်များပါဝင်နေခဲ့ပါတယ်။ ဒီတပ်ဖွဲ့ရဲ့အဓိကတာဝန်ကတိုက်ခိုက်ဖို့မဟုတ်ဘဲရန်သူဂျာမန်စစ်တပ်ကိုလှည့်စားဖို့တသက်ပဲဖြစ်ပါတယ်။သူတို့ဟာ လေထိုးတင့်ကားတွေ၊ရာဘာလေယာဉ်တွေ၊အသံတိုးဆက်ကြီးတွေကိုအသုံးပြုပြီးတော့မဟာမိတ်တပ်တွေမရှိတဲ့နေရာတွေမှာရှိနေသလိုဟန်ဆောင်ပြီးတော့ဂျာမန်တပ်တွေကိုလှည့်စားခဲ့ကြပါတယ်။ဥပမာတင့်ကားရရဲ့အတန်စစ်သားရရဲ့ခြိတက်တံတွေကိုအတန်ချဲဆက်တွေနဲ့ဖွင့်ပြီးရန်သူကိုထင်ရောက်ထင်မှားဖြစ်စေခဲ့ပါဗျ ီလက်စားမှုတွေကြောင့်ဂျာမန်တပ်တွေဟာမဟာမိတ်တပ်တွေရဲ့တည်နေရနဲ့အရင်အတွက်ကိုအထင်အမြင်လွဲမှားခဲ့ပြီးစစ်ပွဲရဲ့အရေးကြီးတဲ့အလဲအပြောင်းတွေမှာ များစွာအကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ဒီအကြောင်းအရာတွေကတမားရဲ့ကျေပြန့်လာတဲ့ကဏ္ဍတွေတဲကစိတ်ဝင်စားစရာအပိုင်းအနည်းငယ်များသာဖြစ်ခဲ့ပါတယ်။အခုလိုမျိုးဘဟုတုတရဖွေရအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့သူတို့ရဲ့တိလွေရ channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်နော်။အစောင့်နေ့ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။